လမ်းများအလုံးနေပြီးတော်သောဆိုတဲ့ slogan နဲ့အညီတနိုင်ငံလုံးမှာရှိရဲ့ဒေါ်လာရေးလက်နက်ကန်တပ်ဖွဲ့ဝင်တွေအားလုံးစုပေါင်းပြီးတော့ PDF တွေရောပကပပါတော်လုံးတွေရောနော် PDF တွေရောတိုင်းကလက်နက်ကန်တပ်ဖွဲ့ဝင်တွေရောမစ္စတာမြအောင်မင်္ဂလာပါခင်ဗျာဒီနေ့တစ်ခင်မှာတို့နေပိန့်ကြောက်ပြောတာလေးခဏလောက်နားထောင်ကြည့်အောင်ခင်ဗျာအဲရှိတယ်ထူးခြားချက်ကဘာလဲဆိုတော့ဥယျာဉ်မော်အန်ယူဂျီရဲ့ကာကွယ်ရေးဝန်ကြီးဥယျာဉ်မွန်ကသူသူမက်စလာရှိရနေမှာပြုလုပ်ခဲ့တဲ့ တည်ရမှုတင်နန်းဆင်းဘွဲမှာသူကမေကွန်းပေးပို့လိုက်တယ်ပေါ့ဗျာနော်တဝန်လာပေးပို့တယ်ပေါ့တင်နန်းဆင်းဘွဲမှာပေးပို့တယ်အဲ့တော့တမှုတင်နန်းကတမှုတမှုတမှုပေါ့နော်တမှုတာ PDF တက်သားပေါင်း100ကျော်လောက်ကိုတမှုတင်နန်းဆင်းခဲ့တာဖြစ်တယ်ပတ်စင်တစ်နော်အဲစကိုင်းမန္တလေးမကွေးမှာရှိတဲ့ PDF ရဲဘော်တွေဒဲမှမှာအာဟလာ PDF ရဲဘော်100ကျော်လောက်ကိုတမှုတင်နန်းပေးတယ်တင်နန်းဆင်းခဲ့တယ်အဲ့ဒီမှာဦးရင်မွန်ပြောသွားတဲ့စကား เนาะไอ้สึกอ่ะบาแล้วဆိုတော့ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရဲ့အစကတည်းကပေါ့เนาะຫນွေဦးတော်လိုင်းရဲ့အစကတည်းကကျွန်တော်တို့တူမီရဲ့လက်နက်ကင်ခဲ့တယ်ဒီကောင်းလေးလေးရဲ့ပုံမှာတိုက်ရင်စောင့်နေတာပါကဘာဆင့်38ဆိုတဲ့စစ်တပ်ကိုမနိုင်ပါဘူးဆိုပြီးတော့အာစိတ်သက်စစ်စင်ရေးစားလုပ်ခဲ့တဲ့အချိန်ကတည်းကနေစပြီးတော့ဒါပြင်ဆင်ခဲ့စေရေးရဒါဒေါ်လိုင်းလက်နက်ကင်တစ်ဖက်ဝင်တွေကပြင်ပြင်ဆင်ခဲ့ရတဲ့အဆင့်ပေါ့เนาะအဆင့်ဆင့်ရှိခဲ့တယ် မတပ်မှုတွေဖြစ်ကုန်ပြီအကောင်တူတွေခြေတက်တွေဖြစ်ကုန်ပြီတပ်မှုတွေမြို့ပြောနိုင်နေပြီဆိုပထမအဆင့်ကတော့အားလုံးသိကြတဲ့အတိုင်းပဲတနိုင်ငံလုံးဒေါ်လာဆက်စင်နဲ့နိုင်ဖို့ပဲဖြစ်တယ်။အဲတော့မြို့ပြမှာလည်း UT ရှိသလိုအဲဒေါ်လာမှာလည်းပျောက်ကြားရှိတယ်။ပြီးတော့တိုင်ရင်တစ်ဖွဲ့လိုက်လှုပ်ရှားရသူတွေရှိသလိုတိုင်းကလက်နက်ကင်တစ်ဖွဲ့ဝင်တွေ ေမှာစစ်ပညာသွားရောက်တင်ပြရတဲ့အခြေအနေတည်းရှိတယ်။တိုးတော့စေရေးအချိန်ကဘယ်မှာပြောင်းလဲသွားလဲ2023နှစ်လယ်လောက်ကနေစပြီးတော့2024ထဲမှာဆိုရင်တော့ဒါမျိုးသိန်းတိုက်ပွဲတွေဆင်နွှဲလာနိုင်ခဲ့တယ်။အဲ့ဒီဆင်နွှဲခဲ့တဲ့မျိုးသိန်းတိုက်ပွဲတွေကြောင့်ဒီနေ့ဒီချိန်မှာတိုင်းသာကနက်ကန်ဒေါ်လာတက်ဖွဲ့ဝင်တွေရော NUG အပါဝင်တင်ထားတဲ့မျိုးကအားလုံးပေါင်းမျိုးပေါင်း100နီးပါးရှိပြီဖြစ်တယ်။ခမည်းတော်ဘာတောင်းရှိစောက်ဖို့တရားမပြောဘယ်ကောင်းမှရှောင်မရှိဘူးဟုတ်ကောင်စောက်ကြည့်ဦးပြင်ပမားစောက်ကြည့်ဦးပြင်ဘောလီဘောဘောလီဘောပုတ်တယ်စောက်ကြည့်ဦးပြင် မြန်မာမျိုးနယ်ပေါင်း330ရှိတဲ့တဲမှာမြို့ပေါင်း100ကျော်တင်ပြီးတော့မြို့ပေါင်း50 60လောက်ကိုဒီနေ့ဒီချိန်မှာအထိုးစစ်ဆင်နေတဲ့တိုက်ခိုက်နေတဲ့အချိန်ဟာကျွန်တော်တို့ဒေါ်လာရေးဟာဘယ်အတိုင်းတန်နေပြီဘယ်အတိုင်းတန်ပြီရောက်လာပြီလဲ0ကစခဲ့တဲ့ဒေါ်လာရေးဟာအခုဆိုရင်ရာခိုင်နှုန်းဘယ်လောက်ထိရပြီလဲဆိုတာပေါ့အဲဟိုသိပြီးတော့များများဆဆမကြည့်ပဲနဲ့တည်င်းလေးတစ်ချက်နှစ်ချက်လောက်ကြည့်တယ်ဆိုရင်တော့မှပဲစဉ်းစားသုံးသပ်နိုင်မှာပဲဖြစ်တယ်เนาะဒါကျွန်တော်တို့ဒေါ်လာရေးရဲ့အားသာချက်ဘယ်အချိန်ထိရောက်နေပြီလဲဆိုတာကိုကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ ုတ်ပြီအဒုတိယဆက်မှာမြို့သိမ်းတိုက်ပွဲဆင်နွှဲတယ်ဒီမှာသခိုင်းတိုင်းထဲမှာဆိုရင်လည်းဒါအန်ယူဂျီကတိုက်တယ်တိုက်ပွဲပြန်ဆုတ်ပေးလိုက်ရတဲ့အခြေအနေကနေအခုဆိုရင်ဒါအန်ယူဂျီသိမ်းပိုက်ထားမြို့သခိုင်းတိုင်းထဲမှာ၅မြို့လောက်6မြို့လောက်ရှိတယ်ကဲတကားတို့ဘာလို့ရောက်နေတဲ့ကောင်တွေကအများစုဒီမှာရှိနေတယ်အဲ့ဒါဆောက်အောက်တန်းစာမင်းတို့ညီပေါ်ခုနကပြောတယ်ညီပေါ်အုပ်စုအမျိုးအစားသုံးစုမန္တလေးတိုင်းမှာ၅မြို့လောက်ရှိတယ်အဲ့တော့မန္တလေးတိုင်းဆိုတော့အဲ့မန္တလေးတိုင်းတိုက်ထားရမြို့တွေမှာမတရားပေါ့ မိုင်၃၀လောက်ပဲဝေးတယ်မတရားမျိုးဆိုရင်စစ်ကောင်စီကပြန်လိုချင်လို့အသေးစားတိုက်ခိုက်နေကြတာလေအားလုံးအသိပဲဒါပေမဲ့ရတာမရဘူးဒီနေ့ဒီချိန်ထိစစ်တပ်ကမတရားမျိုးကိုပြန်လည်ထိုးစစ်ဆင်လို့မရသေးဘူးအဲ့တော့မျိုးသိန်းတိုက်ပွဲတွေကိုစင်နှဲနိုင်ရုံနဲ့မကဘူးမျိုးတွေကိုထိန်းချနိုင်တဲ့အခြေအနေကိုအန်ယူကြီးမှလည်းရှိလာပြီးတိုင်းသားလက်နက်ငယ်တပ်ဖွဲ့ဝင်တွေမှလည်းရှိလာပြီးဆိုတဲ့အနေအထားစင်ကောင်ရှုပ်ကျိုးနေတယ်ကွာချီးစားပြီးကြီးလာလားမသိဘူးဒါလည်းဖြစ်တယ်ဒါဟာဒေါ်လာရဲ့တစ်စချိုးပြောင်းလဲသွားတဲ့အခြေအနေပဲဖြစ်တယ် ယောက်ျားနဲ့ဆက်ခဲ့တော့ကမိုင်းဆွေးယုံလောက်နော်တူမီနဲ့ဝိုင်းပြည့်ယုံလောက်ဆက်ခဲ့တာကနေဒီနေ့ဒီချက်မှာမြို့တွေကိုတိမ့်နိုင်ုံနဲ့မကမြို့တွေကိုထိမ့်နိုင်တဲ့အနေအထားပါရောက်ရှိသွားတာကိုကျွန်တော်တို့အာသိရှိရမယ်ဟုတ်ပြီဒီလိုမျိုးမျိုးတွေကိုတိမ့်ုံနဲ့မကဘူးအဲမဟာဗျူဟာကြားရမျိုးတွေကိုတိုက်ခိုက်ဖို့နဲ့လမ်းများအလုံးနေပြီးတော်သောဆိုတဲ့ slogan နဲ့အညီတနိုင်ငံလုံးမှာရှိရဲတော်လိုင်းလက်နက်ကန်တပ်ဖွဲ့ဝင်တွေအားလုံးစုပေါင်းပြီးတော့ PDF တွေရောပကပပါတော်လုံးတွေရော နော် PDF တွေရောဒိုင်းကလက်နက်ကန်တက်ဖွဲ့ဝင်တွေရောတခြားအာဒီလက်နက်ကန်ရောင်သေးဆုံးနဲ့နော်လက်နက်ကန်တက်ဖွဲ့ဝင်တွေအားလုံးအဲ့မှာမနှုတ်ရဲ့အင်ဂျီထိုးစစ်အကြီးကြီးမားမားပေါ့နော်ဆင်နွေရမယ့်အချိန်ကိုရောက်ရှိလာတော့မှာလို့ဒါဦးကြီးမုံကနေပြီးတော့ဒါ PDF တမှုနော်ဗောနော PDF မှာ PDF တွေကိုဒါအစ်မလုတ်လုတ်ပေးတဲ့တမှုတင်တာ percent 1ပါဒါပြောကြတော့ဖြစ်တယ် အဲ့တော့တာဝန်ရှိတဲ့သူကတော့အတိပေးပြီးသွားပြီကျွန်တော်တို့ပြည်သူလူထုကလည်းစစ်တိုက်တယ်ဆိုရင်စစ်ရဲ့ဘေးဘက်ဆိုးကျိုးကိုအနည်းနဲ့အများလူတိုင်းခံရတယ်စစ်ရဲ့ဘေးဘက်ဆိုးကျိုးကိုခံနိုင်မှုဆိုတာကကျွန်တော်တို့မှာပြင်ဆင်ဆောင်ရွက်ဖို့လိုတယ်မိုင်းတန်လင်းကနေကြေးချလိုက်မယ်ဘုံတန်ပြီးတော့စားနှိုင်းရိတ်ခါပြီးတော့စေဝါဒီအရာတွေကိုကျွန်တော်တို့ပြည်သူလူထုကအထူးသဖြင့်အရေးကြီးတဲ့စစ်ပြုခါကြတဲ့ဒေတာဒါတွေကသိပါလေဗျာနော်ဟိုကိုကိုနေဒေတာကဘယ်လိုဒေတာလဲဆိုတာအခုလို့ဆိုရင်ကျွန်တော်တို့ပြည်သူလူထုတွေ အာတိမတိရအကြောင်းမရှိဘူးအဲ့တော့ကိုဒေတာကစစ်ကြောင်းဖက်မဲ့နေရာလားเนาะဘလို့ပြောကြရဲ့နေရာလဲအဲ့အဲ့လိုနေရာမျိုးဆိုရင်ကျိုတင်ပြင်ဆင်ကြပါကျိုတင်ပြင်ဆင်ကြပါစစ်ကိုရှောင်လဲကြပါခွေးမျိုးသားကိုပြီးကျင်တယ်ဘောပေါက်လားအဲ့မှာတိရမှာလေဘယ်ခွေးကဘယ်မျိုးသားဘောပေါက်လားလူတန်းပြီးအာဝါဒအော်တနာရှိစားခွေးလားဘာလဲခွေးဝဲသားလားခွေးသောင်းသားလားဘာလဲဘောပေါက်လားကိုအဖေကိုအမေကမွေးမွေးထားတဲ့အသက်ကိုဒီနေ့ဒီချိန်မှာကိုကိုတန်းရှင်အောင်မွေးရမှာပဲဖြစ်တယ်ဘသူဘသူမှလာပြီးတော့ မကယ်နိုင်ဘူးမကယ်နိုင်ဘူးကိုယ်ကိုယ်တိုင်စင်ကျင်တုံတရားလေးနဲ့တတိလေးထားပြီးတော့ခက်တန်းရှင်းရှင်းတန်ကြရမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောကြပါမယ်အဲ့တော့နောက်သတင်းတစ်ခုကတော့ထိုင်းမှာအဲ့မှာထိုင်းထိုင်းနဲ့မြန်မာနဲ့အလုသမားကိစ္စပေါ့ဗျာနော်အဲထိုင်းမှာရှိတဲ့မြန်မာရွှေပြောင်းလူသားတွေရှိတယ်အဲ့တော့ဗီဇာတန်တိုးမဲ့ကိစ္စတွေမှာဒီမြန်မာတန်ယုံနဲ့ MOU ထိုးထားတာဖြစ်တဲ့အတွက်မြန်မာတန်ယုံနဲ့ချိတ်ဆက်ဆောင်ရရမျိုးရှိတယ်ဒါပေမဲ့မြန်မာတန်ယုံကနော်စစ်တပ်ကနေပြီးတော့ ဖွင့်ထားတဲ့မြန်မာဇာယုံကအလုံးလုံးနိုင်စွာမရှိတဲ့အခါမှာထိုင်းဆိုးရွားကသူ့အခွန်အိမ်နဲ့နားတယ်အဲ့ဒီတော့စိတ်မရှိတော့ဘူးမြန်မာဇာယုံလုပ်ငန်းစဉ်ကိုဖျက်ချလိုက်ပြီးတော့ဒါရက်နော်ထိုင်းဆိုးရွားနဲ့လုပ်လို့ရပြီဆိုတော့ကျညာကြလေးတပုတ်ရှိတယ်ဒါကတရင်အမိကျွေးတာသိကျင်ကိုပါတော့သွားဖတ်မလို့ရှောက်ခြင်းနဲ့ရှောက်လို့မလာပဲကွာနော်တိုင်းပြည်ကိုဖျက်ဆီးနေကောင်းတယ်မှာမလို့လို့ကောင်းလို့ပါတယ်နော်မလို့ကိုအကြောင်းလေးကိုတခြားမသိဘူးမလို့အန်ယူဂျီဆိုတာဘောင်းမွေတန်းဝင်စင်ကွာနော် မတို့ချင်းချင်းလိုက်အဆင်မပြေဘူးเนาะတို့တို့အဖွဲ့ထဲမှာလည်းအကွဲပြေးတယ်အများကြီးဖြစ်啊เนาะ PDF ချင်းချင်းရောပတ်ကပ်ဖားရောပါအဖားရောရှုပ်ရှက်ခတ်ပြီးတော့မတို့ချင်းတော့အဆင်ပြေတာမဟုတ်ဘူးကွာเนาะမတို့တော်လှန်ရေးကတာရှုံသွားပြီเนาะဒါဒီမတို့လက်ခံမလို့လေเนาะဒီအချိန်မှာအမှန်မမြင်တော့မတို့ကမတို့ပြောတဲ့ຫນွေယူတော်လှန်ရေးလမ်းစဉ်အတိုင်းမတို့ကလည်းအကုန်လုံးငဲပြီးရောက်မှာမကြတော့ဘူးเนาะဒါဒါမင်းခုနပြောလို့ပဲငါလည်းအမိကျွေးလိုက်တာမင်းကအမိကျွေးလိုက်တာเนาะတို့သိချင်တော့စောက်ကြည့်ပေါ့ကွာเนาะ